ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။အလုပ်အပြောင်းလဲနေရာအပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။ကိုယ့်ရဲ့အတွေ့အခေါ်တွေခံယူချက်တွေဘဝအမြင်တွေစိတ်ကူးညာအိုက်ဒီယာတွေကောင်းသောအပြောင်းလဲတွေဖြစ်လာမယ့်နိမိတ်ပဲဖြစ်ပါတယ်။အင်မတန်ကောင်းပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့စီးပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်တဲ့အကျံစီရည်ရွယ်ချက်တွေရတော့ထင်းတော့ကြန့်ကြာပြီးမှအောင်မြင်နိုင်ပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့တော့ ရသရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်ငွေကြေးအကျန်စီအောင်မြင်မဲ့ငွေကြေးအခက်ခဲရလွမြောက်မဲ့အကျွေးတွေကြီးမဲ့အကျွေးတွေရမဲ့အင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်အတော့အခြေအနေပတ်သက်လို့လည်းပဲအင်မတန်ကောင်းနေပါတယ်အဲ့တော့အခြေအနေအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့အခြေရဲ့ပြည့်စုံမှုတွေကျေနွမှုတွေနားလည်မှုတွေ ဒေဝိဆိုင်ခံရမှုတွေနဲ့ကြည်နုပျော်ရွှင်ရေခုံစွာဖြတ်တန်းရမယ်ပန်းနုရောင်တွေလွှမ်းနေတဲ့နမိတ်ပဲဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လို့တော့တဲ့မတင်မတ်တဲ့ပြဿနာတွေပေါ်လာပြီးတော့နေနေမရကတောက်ကဆဖြစ်တတ်ပါတယ်အထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်ပညာရေးနဲ့ပတ်သက်လို့ကတော့ပညာရေးကံအလယ်လက်ဖြစ်ပါတယ်အဲ့တော့ပညာရေးမှာစိတ်ဝင်စားမှုအားနည်းနေတဲ့ပါတယ်လူကမျိုးများစူးစမ်းအထောက်အကူရေးကြည့်ပါတယ် ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ညာဘက်လက်ဘယ်ဘက်လက်နဲ့ပတ်သက်တဲ့လက်နဲ့ပတ်သက်တဲ့ယောဂါများအားနဲ့ပတ်သက်တဲ့ယောဂါများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့တိတူကစားမယ်ဆိုရင်တော့3965ဖြစ်ပါတယ်အဲ့တော့ကံကောင်းစေတဲ့အယောင်တွေကတော့အပြာယောင်အဖြူယောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပေးပါ။အာလူးနဲ့။ဘာကြက်ကလည်းစူတောင်းပါ ရောင်းထွက်ဖို့ရန်ကောင်းမှုမယ်နေမစို့ပဲချင်းမစို့လုပ်နိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုအာလုနဲ့ခောက်ပေးပါအဲ့တော့ကံကောင်းခြင်းမဲ့ရေရာကတော့အိမ်ဖျားမှာပေါမုံတော့ဘတ်တို့လူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်းစေနိုင်စေခိုင်စေကြပါ ကံနေမတရားကောင်းမတရားညံ့တော့တယ်ပါတယ်အဲ့တော့ကံညံ့နေတဲ့သူများကတော့ပြန်ပြီးတော့ကောင်းလာဖို့ရှိနေပါတယ်အဲ့တော့ကောင်းနေတဲ့သူများကတော့ညံ့တော့တယ်ပါတယ်မညံ့ရလေအောင်အဲ့ရလေးအနေငယ်ပြောပြီးတော့အိပ်ပြီးပါနောက်တစ်ခုကမိမိရဲ့စိတ်ကူးအိုင်ဒီယာတွေဘဝခံယူချက်တွေအတွေးအကြုံတွေဘဝအမြင်တွေလည်းပဲပြောင်းလဲသွားဖို့ရှိနေပါတယ်အလို့ပြောင်းလဲနေရာပြောင်းလဲတွေလည်းကြုံလာဖို့ပေါ်လာဖို့ရှိနေပါတယ်စီပွားရေးအလုပ်ကိုင်းတဲ့ပတ်သက်လို့ အမျိုးသမီးတယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းကြီးကြီးမားမားရဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့အမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့လို့တဲ့အောင်မြင်ဖို့ရှိနေပါတယ်ငွေကြေးအင်မတန်ကောင်းနေပါတယ်ဆုံးရှုံးမှုလို့ဖြစ်နေတဲ့ငွေတွေပြန်ရဖို့ရှိနေပါတယ်ရစားရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်ငွေကြေးအကြံစီများအောင်မြင်မဲ့ငွေကြေးအခက်အခဲအကြက်တရားလုံမြောက်မဲ့ ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပြင်ဆင်ရမယ်နမိတ်ဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့တဲ့အခြေအအစင်မပြေတဲ့သူများဂျားလူတယောက်ကိုအကြောင်းပြပြီးတော့ပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြေးသားသူများကတော့အရင်တော့ကဖြစ်ခဲ့မှုတဲ့ပြဿနာဟောင်းယောဂဟောင်းကိုအကြောင်းပြပြီးတော့တယောက်တယောက်ကရက်ကရောက်စားလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒါလေးတော့အထူးသတိထားပြီးတော့ဖြတ်သန်းစေလိုပါတယ် အိမ်တောင်ရင်မိမိရအမှန်နေပါလျှက်နဲ့စကားပြောညင်းခုံဖြစ်ရှင်းရတတ်ပါတယ်စကားပြောညင်းခုံဖြစ်ရှင်းရတတ်တဲ့နမိတ်ပဲဖြစ်ပါတယ်ပညာရေးကံအလဲလက်အမျိုးသမီးတူကြောင့်လည်းစိတ်နှောက်ရှက်ဖြစ်ရတတ်ပါတယ်လူကများများကြိုးစားအထောက်ဖို့ရည်ကြည်ပါတယ်ကျမ်းမာရတော့ဘာမှူတာမျိုး ပူပူတာမျိုးလယ်ဘင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးတော့တီတိုးကစားမယ်ဆိုရင်တော့ 2165ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာမရတော့အနည်းအောင်အဖြူရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက် ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုဘဲဥတို့နဲ့ခေါက်ပေးပါဘဲဥပြုတ်။ဘာသာကလည်းစူတောင်းပါရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုစားမနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုဘဲဥပြုတ်နဲ့ခေါက်ပေးပါ။ကံကောင်းစေမဲ့ရေရရာကတော့အိမ်ဖျားမှာ အဝါရောင်ပန်းငါးပွင့်တူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွတ်ကျော်ပါစေ။နောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်။ကဲအလုံးအောင်စေ၊ပိုင်းစေ၊နိုင်စေ၊ခိုင်စေဗျာ။အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံနေအပြိုင်ဆိုင်နေအခက်အခဲတွေရှိနေပါတယ်။မိမိရဲ့အကြံစီများအောင်မြင်စေဖို့အတွက် သူတပောက်အာကိုလို့မရပါဘူးကန်တရားကိုအာကိုလို့မရပါဘူးပိုပိုင်ညာပိုပိုင်ဟန်နဲ့လောက်อยู่မှာအန်နေอยู่မှာစ조사อยู่မှာရပါလိမ့်မယ်စီးပွားရေးလောက်ကနေပတ်သက်လို့အင်မတန်ကောင်းနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့ကောင်းသောအလှည့်ပြောင်းနေကောင်းသောအပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်အခွင့်အလမ်းကောင်းတွေအကူအညီကောင်းအဆက်အသွယ်ကောင်းတွေပေါ်လာဖို့လည်းရှိနေပါတယ်အငွေကြေးကအင်မတန်ကောင်းနေပါတယ် အမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့ငွေအစုလိုက်အပုံလိုက်အ ਨੇ ဆုံးနှစ်ကျင်ရဖို့ရှိနေပါတယ်အဲ့တော့မိမိရဲ့ငွေကြေးအကျန်စီတွေအောင်မြင်မှုငွေကြေးအကျက်ဖေးရလုံမြောက်ဖို့အကျွေးတွေကျေဖို့အကျွေးတွေရဖို့အတွက်ဆိုရင်အမျိုးသမီးတူးစီရနေပြီးတော့အကျန်ကောင်းညံကောင်းအူညီကောင်းယူလိုက်ပါဒါဆိုရင်ငွေကြေးအကျန်စီများပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်အခြေအနေပတ်သက်လို့အင်မတန်ကောင်းနေပါတယ်မိမိချစ်သူနဲ့အတူတဲ့ပျော်ရွှင်စရာခရီးတစ်ခုသွားတတ်ပါတယ်မင်္ဂလာကိစ္စများလည်းစကားပြောတတ်ပါတယ် တော့အခြေအနေပတ်သက်လို့ပြည့်ရှင်မှုတွေနားလည်မှုတွေစိတ်လွှရရင်ခုန်စွာ ဖြစ်တမ်းရမယ့်နိမိတ်ပဲဖြစ်ပါတယ်။အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့ပုံမှန်အလဲလက်မှာပဲရှိနေပါတယ်။စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေအချို့ရှိနေပါတယ်။ပညာရေးကံအင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတာတက်ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျမကြီးညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ယောဂများ ။နောက်ရေချိုးမာတာမျိုးသတိထားစေလိုပါတယ်။အမျိုးသမီးတွေကတော့အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။အဲ့တော့တိတိုးကစားမယ်ဆိုရင်တော့ချစ်ချောက်၃ခုဖြစ်ပါလေ။ကံကောင်းစေမယ့်အရာတွေကတော့အနဲ့ရောင်အဝါရောင်ဖြစ်ပါလေ။ညာညာဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါလေ။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုသွားသွင်းနဲ့ခောက်ပြီးပါတို့စားတဲ့သွားသည်။ဒါကလည်းဆူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုအခွားပြီးနဲ့ခောက်ပြီးပါ။အဲ့တော့ကံကောင်းခြင်းရဲ့ယရိယာကတော့အိမ်ဖျားမှာငွားလို့တစ်ခွက်နှင်းစီပန်းတစ်ပွဲအားရောမဆိုထူထမ်းပြီးတော့စုတောင်းခြင်းအဖြစ်ကံအညာခိုက်တွေခြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းနေဟောချက်တွေမှန်ကန်ပြီးတော့မကောင်းနေဟောချက်တွေလွှဲချော်ပါလိမ့်။နောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်။ဒီအလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြ။ ိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။အမျိုးသမီးတယောက်စီရနေပြီးတော့လည်းပဲအကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။အဲ့ဒီကအမျိုးသမီးဟာရေနာနီသောရေနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့စကားပြောမှားတာမျိုး၊စကားကြွနာမျိုး၊စဉ်းရင်းမှားတာမျိုးဖြစ်တတ်ပါတယ်။ခြေတိုးအပ်ခက်၊နောက်ဆိုးအပ်ခက်၊ရွေးချယ်အပ်ခက်၊အဆုံးပြတ်အပ်ခက်အခြေအနေများလည်းကြုံရတတ်ပါတယ်။ ။ငွေကြေးနဲ့ပတ်သက်လို့ကတော့ငွေကြေးကအင်မတန်ကောင်းနေပါတယ်။ငွေကြေးအကြံစီများရရတဲ့နည်းဆောင်ရွက်နေပါတယ်။အဲ့တော့ငွေကြေးတွေစုမိစောင့်မိမဲ့ဝန်ထမ်းများငွေတွေလည်းမြဲမဲ့လက်ရွှင်မဲ့ငွေအတွက်စိတ်ချမ်းသာပျော်ရွှင်ရမဲ့နမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ငွေကြေးအကြံစီများရရတဲ့နည်းဆောင်ရွက်လို့ရပါတယ်။အဲ့တော့အခြေအကံလည်းပဲအကောင်းထဲမှာရှိနေပါတယ်အဲ့တော့အခြေအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့ပျော်ရွှင်စရာ ခရီးသွားတတ်ပါတယ်အိမ်တော်ရေးအိမ်တော်ရေးအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာမယ်နမိတ်ဖြစ်ပါတယ်အစဉ်ပြေပြီးသားသူများကတော့အယူဆခံရမှုတွေနားလည်မှုတွေမျှဝေခံစားမှုတွေနဲ့ကျင်းနှူးရင်ကုန်စွာဖြတ်သန်းမယ်နမိတ်ပဲဖြစ်ပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့ငွေအစုလိုက်အပေါ်လဲဝင်ခြင်းသမဟုတ်ဘုဒ္ဓံစက်ပစ္စည်းဝင်ခြင်းများလည်းကြုံရတတ်ပါတယ်ပညာရေးကံလည်းပဲအင်မတန်ကောင်းနေပါတယ်အကြီးအကဲဆရာသမားတွေရဲ့အကူအညီအကြံဉာဏ်ယူပြီးတော့ဆောင်ရွက်မှုဆိုရင်တော့ ိုပြီးတော့အောင်မြင်နိုင်ပါတယ်။ကျန်းမာရေးညာဘက်ခြေထောက်နဲ့ညာဘက်လက်နဲ့ပတ်သက်တဲ့ယောဂါများ C သွေးနဲ့ပတ်သက်တဲ့ယောဂါများတတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့တိတိုးကန်ဆန်းမယ်ဆိုရင်တော့64 41ဖြစ်ပါတယ်။ကန်ကောင်းစေတဲ့အရာတွေကတော့အပြာရောင်အဖြူရောင်ဖြစ်ပါတယ်။ညာများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခတ်ပေးပါရက်တောင်အဲရက်တောင်နဲ့ ရက်ကပ်ပေးပါရိုက်ပေးပါဘာသာကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းဘယ်ချင်းမဆိုဆောင်ရွက်နိုင်ပါလေရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ကပ်ပေးပါအဲ့တော့ကံကောင်းခြင်းမဲ့ရည်ရားကတော့အိမ်တရားမှာစွန်း၃ပကံလှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲကျော်ပါစေကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ဒီအလုံးအောင်စေပိုင်းစေနိုင်စေခိုင်းစေများ ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာလို့ရှိနေပါတယ်။အလုပ်အပြောင်းလဲ၊နေရာအပြောင်းလဲတွေကြုံလာလို့ရှိနေပါတယ်။မိမိရဲ့အဘိက္ခာများ၊ခယုံချက်များ၊ဘဝအမြင်လေးကောင်းသောအပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။စိတ်ကူးအကြံကောင်း၊ဉာဏ်ကောင်းများလဲပေါ်ထွက်လာဖို့ရှိနေပါတယ်။ရေနာနှီးသောနေရာကိုလည်းခရီးသွားတတ်ပါတယ်။စီးပွားရေးအလုပ်ကနေပတ်သက်လို့လည်းအင်ပလန်ကောင်းနေပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့ အကွင်လန်းကောင်းတွေအကူညီကောင်းတွေအဆက်သွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်ကြီးမားတဲ့ကောင်းတဲ့အလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်ငွေကြေးအမျိုးသမီးတယောက်ကိုအကြောင်းပြုပြီးတော့ငွေတွေအစိုးရအကွင်လန်းရဖို့ရှိနေပါတယ်မိမိရဲ့ငွေကြေးအကျန်စီများအောင်မြင်ဖို့ငွေကြေးပြခက်ရလုံမြောက်ဖို့အကျွေးတွေကျေးဖို့အကျွေးတွေရဖို့အတွက်အမျိုးသမီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူညီကောင်းများနဲ့အမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့အောင်မြင်ပါလိမ့်မယ်အဲဒီကအမျိုးသမီးဟာရေနာနီးသောအမျိုးသမီးပဲဖြစ်ပါတယ် ြေရေးအမျိုးသမီးတယောက်ကြားဝင်ပြီးတော့ချုပ်တက်ပါတယ်။အဲဒီကအမျိုးသမီးဟာရေနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်။လက်ဖက်ရည်အေးအရက်ဘီယာစီစသည်ဖြင့်အဲဒီကလုပ်ရည်နဲ့ပတ်သက်တဲ့အမျိုးသမီးကြားဝင်ပြီးတော့နှောက်ရှက်တက်ပါတယ်။အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်။အိမ်တော်ရေးအိမ်တော်ဘက်ရဲ့ပုံကွယ်မှုအဆောင်မှုလိန်ညာမှုခံရတတ်ပါတယ်။မိမိကိုယ်တိုင်လည်းပဲအိမ်တော်ဘက်ရဲ့အပေါ်ကိုပုံကွယ်မှုတွေဟန်ဆောင်မှုတွေလောက်ရတတ်ပါတယ်။ တော့ဘုံခွေခြင်းဟန်ဆောင်ခြင်းရွေးကြော်ခြင်းများထုံမုံနေသောနမိတ်ပဲဖြစ်ပါလေ။ပညာရေးကံအလယ်လက်မှာပဲရှိနေပါလေ။မိမိရည်မှန်းထားသလောက်ပဲအောင်မြင်မှုရှိနေပါလေ။ပညာရေးမှာစိတ်ဝင်စားမှုအားနည်းနေလက်ပါလေ။အဲ့တော့ပညာရေးကိုအယုံဆိုင်ဖို့ဖြစ်ပါလေ။ဈာမကြီးချက်တော့ခါလူကောင်းတဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးတိတိုးကစမ်းမှန်ဆိုရင်တော့ဖြစ်3 6ဖြစ်ပါတယ် ပြန်ကောင်းစေတဲ့အယောင်တွေကတော့အနီရောင်အနက်ရောင်အချူရောင်ဖြစ်ပါတယ်။ညာများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုသတင်းစာနဲ့ရက်ခတ်ပေးပါ။သတင်းစာနဲ့ရက်ခတ်ပေးပါ။ကြိုက်ပေးပါ။ဘယ်ဆက်ကလဲဆူတော့မှရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုစောင့်ရနေပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုသတင်းစာနဲ့ရက်ခတ်ပေးပါ။အဲ့တော့ကံကောင်းခြင်းမဲ့ရည်ရည်ကတော့အိမ်ပြားမှာလက်ဖက်ရည်နှစ်ခွဲ့အချူရောင်ပန်းနှစ်ပွင့် တူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွတ်ချော်ပါသည်နောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်ခင်အားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြ님의အကြံစီများရည်ရချက်များပြည့်မြောက်အောင်မြင်မှုရှိနေပါတယ်။ရေနာမိသောနေရာကိုလည်းခီးများသွားဖို့ရှိနေပါတယ်။ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။ အလုတ်ပြောင်းလဲနေရအပြောင်းလဲကောင်းသောအပြောင်းလဲများဖြစ်လာလို့ရှိနေပါတယ်။ထွက်နေတဲ့ရွှေငွေပစ္စည်းများအခွင့်အရေးများလည်းကြံ့ရဖို့ရှိနေပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုတ်ပိုင်းနဲ့ပတ်သက်လို့လည်းပဲကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။အဲ့တော့ကောင်းတဲ့ကောင်းရလေအောင်မိမိရဲ့အလုတ်ခန်းမှာရုံးခန်းမှာစိုင်ခန်းမှာရှိတဲ့ပစ္စည်းအချို့ကိုနေရာလေးပြောင်းရွှေ့ပေးပါအဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ထွက်နေတဲ့ရွှေတွေငွေငွေတွေ ပြန်ဝင်လာဖို့ရှိနေပါတယ်လူကြီးတယောက်ကိုအကြောင်းပြပြီးတော့လည်းငွေအစုလိုက်အကုန်လိုက်ရဖို့ရှိနေပါတယ်အဲ့တော့ငွေကြီးအခက်ခဲအကျပြရလုံများဖို့ငွေကြီးအကျန်စီအောင်မြင်ဖို့အကျွေးတွေကြီးဖို့အကျွေးတွေရဖို့ဆိုရင်လူကြီးတယောက်ရဲ့အကြံဉာဏ်အကူအညီယူပါလူကြီးတယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပါဒါဆိုရင်တော့အောင်မြင်ပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်လို့တော့တဲ့နားလည်မှုတွေမျှဝေခံစားမှုတွေဂရုစိုက်ခံရမှုတွေနဲ့စိတ်လှုပ်ရှားရင်ခုန်စွာကြည်နူးစွာ ပြတ်တမ်းရမယ်အင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်လို့ကတော့အဲအလဲလက်မှာရှိနေပါတယ်။အကောင်းလည်းမရှိပါအဆိုးလည်းမရှိပါပုံမှန်လေးပဲရှိနေပါတယ်။ပညာရေးကံလူကများများစူးစမ်းအထောက်ဖို့ရည်ကြီးပါတယ်။ဆရာသမားအကြီးအကဲတွေရဲ့အကူအညီကောင်းအကြံဉာဏ်ကောင်းများယူဖို့လည်းရည်ကြီးပါတယ်။အဲ့တော့ပညာရေးကံအနည်းငယ်အလဲလက်မှာရှိနေပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့အရင်တော့ဖြစ်ခဲ့မှုတဲ့ယောဂဟောင်းများပြန်ပေါ်လာတတ်ပါတယ်အထူးသတိထားစီလိုပါတယ်အဲ့တော့တီတိုးကန်ဆန်းမယ်ဆိုရင်တော့6 6 3 4ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အရာတွေကတော့အနည်းရောအဝါရောအနဲ့ရောဖြစ်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုစက်တုံအနီနဲ့ခောက်ပေးပါစက်တုံအနီပစ္စကလည်းစူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ရှင်းမဆိုဆောင်ရွက်နိုင်ပါတယ် ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုစစ်တုံအနီးနဲ့ခောက်ပေးပါအဲ့တော့ကံကောင်းစေမဲ့ရေရရာကတော့အိမ်ဖျားမှာအုံးသီးပါတဲ့မုတ်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညာခိုက်တွေကြည်ပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်စေပါ သူများကိုကူညီနေရတဲ့ကိစ္စတွေနဲ့အလုပ်တွေနဲ့များနေတတ်ပါတယ်။သူတပါးကြောက်တွန်းတာမျိုး၊ကိုယ်ရမှာမကောင်းပြောတာမျိုး၊မကောင်းကြံတာမျိုးလည်းခံရတတ်ပါတယ်။အထူးသတိထားပြီးတော့ဖြစ်တန်းစီလိုပါတယ်။မိမိရဲ့အကြံစီတွေရည်ရွယ်ချက်တွေဟာကျင့်ကြံကြံ့ကြံ့ပြီးမှအောင်မြင်ပါလိမ့်မယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိန်းနဲ့ပတ်သက်လို့စီးပွားရေးအလုပ်အစမပြေတဲ့သူများပြန်ပြီးတော့အစီအပြေလာဖို့ရှိနေပါတယ်။အဲ့တော့ပြေပြီးသားသူများကတော့ မတင်မတ်တဲ့အခက်အခဲလေးတွေပြဿနာလေးတွေပေါ်တတ်ပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့ညံ့သွားတတ်ပါတယ်မညံ့ရလေအောင်ကို့ရုံးခန်းမှာရှိတဲ့ဆိုင်ခန်းမှာရှိတဲ့အလုပ်ခန်းမှာရှိတဲ့ပစ္စည်းလေးအချို့ကိုနေရာပြောင်းပေးလိုက်ပါငွေကြေးကံအင်ပဒံကောင်းနေပါတယ်အဲ့တော့ရသက်ရှိတဲ့ငွေများရဖို့ရှိနေပါတယ်။ပေးသက်ရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်။အဲ့တော့ငွေကြေးအကျံစီများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်။ တော့အချင်းနဲ့ပတ်သက်လို့ကတော့လူ၃ယောက်ရောင်းဝင်ရှုပ်တတ်ပါတယ်လူ၃ယောက်ကိုအကြောင်းပြပြီးတော့မိမိတို့၂ယောက်အစမပြေမှုကတော့ကစားတယ်ဖြစ်တတ်ပါတယ်လူ၃ယောက်အတွဲကိုဒိတ်ထားပါအိမ်တော်ရေးကံကတော့အိမ်တော်ရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့မတင်မဲ့တဲ့ပြဿနာတွေပေါ်လာတတ်ပါတယ်အဲ့တော့အထူးသတိထားပြီးတော့ပြတ်တန်းစီနေပါတယ်ပညာရေးကံကတော့အင်မတန်ကောင်းနေပါတယ် မိမိကြီးမန်းထားရတဲ့ပုံပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျမ်းမိုင်းနဲ့ပတ်သက်လို့တော့ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများနောက်ကျောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့တီတိုကန်စမ်းမှန်ဆိုရင်တော့6 8 8ဖြစ်ပါတယ်။ကန်ကောင်းစေတဲ့အယောင်များတော့အနဲ့ရောင်အဖြူရောင်ဖြစ်ပါတယ်။ညာများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုပလင်းကလုံးနဲ့ခောက်ပေးပါပလင်းတင်ပေးလေးပါနော်ခောက်ပေးပါပေါ်ပေါ်လေးခောက်ပေးပါမစက်ကလည်းစူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းမှုဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နိုင်ပါလေရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုပလင်းနဲ့ပေါ်ပေါ်လေးခောက်ပေးပါအဲ့တော့ကံကောင်းခြင်းမဲ့ရရကတော့အိမ်ဖျားမှာနန်းကြီးတို့လှူဒန်းပြီးတော့စူတောင်းခြင်းအပြင်ကံအညက်ခိုက်တွေကြည်ပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။ ။ကဲနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေကြ။